မင်္ဂလာပါဒီနေ့မေလ26ရက်နေ့အခုအကြောင်းအရာကကျွန်တော်မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ ship ဖြစ်ဖို့အဲထိတ်တိုက်တွေ့ရမယ်အနေအထားလေးတစ်ခုကနေပြီးတော့ကံကောင်းစွာပဲရှောင်နိုင်ခဲ့တဲ့အနေအထားတစ်ခုဖြစ်ခဲ့တယ်။အဲ့တော့ဒီ military.com မှာဒေစိတ်ပေါ်ပြချက် civil ဆိုင်ရာပေါ်ပြချက်မှာဒီ Ranger Safe Zone Bangladesh Strategic Master Stroke ဆိုတာ Bangladesh Strategic Mahabhyuha Master Stroke မော်ဇန်နဲ့လှုပ်ဆောင်ချက်ပေါ့ in the east အရှေ့ဘက်မှာ our latest in depth article ဆိုတော့တို့ရဲ့နောက်ဆုံးဒီ article ပေါ့ဒီအသေးစိတ်ပေါ်ပြတဲ့ article က explore ဆိုတာထုတ်ဖို့ပေါ်ပြတာက how the proposed ranger safe zone ranger safe zone ဆိုတာတင်ပြထားတာရှိတယ်အဲ့ဒီအခြေအနေကဘယ်လိုဟာမျိုးလဲဆိုရင် is not just humanitarian measure ကျွန်တော်တို့ရဲ့လူအသားချင်းစံထောက်ထားမယ်ဒီ match တော့တခုတည်းမဟုတ်ဘူး once and a generation ဆိုတာလေးပေါ်ပြထားတယ်ဆိုတော့ generation မျိုးဆက်တစ်ခုမှာ once and ဆိုတော့ရအောင်ရခဲ့တဲ့အခြေအနေကိစ္စတစ်ခုဖြစ်တဲ့ strategic opportunity တစ်ခုဖြစ်တယ်ဆိုတော့ဒါ Bangladesh side ကနေပြီးတော့ပေါ်ပြ Bangladesh ကသူတို့ရဲ့အဲဘယူအောင်ရောက်ကိစ္စဖြစ်တယ်ပေါ့ opportunity ခွင့်ရတခုဖြစ်တယ်ဟုတ်တယ်ကျွန်တော်နိုင်ငံမှာဒီလိုမျိုးဒီစည်းလုံးမျိုးပေါ့ပြိုကွဲတဲ့အချိန်ပေါ့ unity နည်းနေတဲ့အချိန် solidarity သူအားနေတဲ့အချိန်အချုပ်ချာအားနေတဲ့အချိန်မှာသူတို့အတွက်ဒါတကယ်ကိုမဟာဗျူဟာ strategic opportunity ဖြစ်တယ်ဆိုအငြင်းလို့မရဘူးသူတို့ကလည်းခုနကကျွန်တော်ပြောတဲ့ခါမှာကံကောင်းတယ်ဆိုတာဘာလဲကံကောင်းတယ်ဆိုတာအခုမေးစီမနေပြီးတော့သူပေါ်ပြထားတဲ့တွေ့ရတဲ့အတိုင်းပဲသွေးစွန်းတဲ့ဇင်ဂျာမှာဒီ platform ကိုဖောက်မယ်ဆိုရင်ဒါ bloody bad ဒါ bloody road ဖြစ်သွားမယ် bloody platform ဖြစ်သွားမယ်ဒီ platform တစ်ခု ဖြစ်သွားမယ်ဒါကြောင့်နိုင်နိုင်ငံစစ်ပွဲရှောင်လို့မရကိစ္စဖြစ်ဒါကို civil ဆိုင်ရာနေပြီးတော့ပယ်ချကြလေတဲ့ reject လုပ်လိုက်တယ်အမေအစိုးရက entrance entrance အစိုးရကဒီ bangladesh ကဒီ entrance ဆိုတဲ့ဂျာပြက်အစိုးရ government ကလှုပ်ဆောင်ချက်ဖြစ်တယ်ဒီလှုပ်ဆောင်ချက်ဖြစ်တဲ့အတွက်ကြောင့်ဒီအစိုးရနဲ့ဒီခုနစစ်တပ်နဲ့စစ်တပ်နဲ့ထိတ်တိုက်တွေ့ရတဲ့ပြဿနာဖြစ်တယ်ဒါကြောင့်ဒီအခြေအနေတစ်ခုက ကန်ကောင်းသွားတယ်ကျွန်တော်အဆင်မဖြစ်ရတဲ့အခြေအနေတခုကိုကျွန်တော်မြန်မာနိုင်ငံရှောင်းလဲနိုင်ခဲ့တယ်ဒါမှတန်ကန်ကောင်းတဲ့ကိစ္စတခုဖြစ်ခဲ့ဒါပေမဲ့အခု chief muhammad yunus ရဲ့ဒီဂျာဗီအဆူကကောင်းဆောင်ပါ sheikh hasina ကဒီကနေပြီးတော့အဆူကပြုတ်ကျသွားပြီးနောက်ပိုင်းမှာသူကောင်းဆောင်အနေနဲ့ likely to resign ပြန်ပြီးတော့သူနှုတ်ထွက်မဲ့အခြေအနေတခုဖြစ်ခဲ့ဒါကြောင့်သူပြည်တွင်းမှာလက်ရှိဘာဖြစ်နေဆို riots တွေဖြစ်နေစုပေါင်းကြမှုတွေဖြစ်လာဒီကိစ္စတွေနဲ့လည်းဆိုင်တယ်လို့နောက်ထပ်ကိစ္စတွေလည်းရှေ့ကောင်းရှင်းနေပါဗျာ အာအကြောင်းအရာကိုအာကြည့်ရှုပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါခင်ဗျာဆိုတော့လိုအပ်တဲ့ comments လေးတွေလည်းမှတ်ပေးပါခင်ဗျာ thank you ပါ see you again